ားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့အိမ်မှာပစ္စည်းအသေးလေးတွေကိုဝရင်စော်လို့ရတယ်ဝရင်ဆက်သေးသေးလေးလောက်ပြပေးมาပဲဖြစ်ပါတယ်ပထမဆုံးအခုလိုတန်ဘူးအေးအေးကုန်ကိုအပေါ်ကထိဝါကိုကျွန်တော်တို့ဖောက်လိုက်ပါမယ်ဖောက်ပြီးပြီဆိုလို့ရှိရင်ချုံးမွေးသွားအောင်လို့ကျွန်တော်တို့တစည်းနဲ့စားပေးလိုက်ပါမယ်ခင်ဗျာ ခုလိုတစည်းနဲ့စားပြီးပြီဆိုလို့ရှိရင်ဖင်ကို ကျွန်တော်တို့အပေါက်ကလေးတစ်ပေါက်ဖောက်ပါမယ်ဖောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အိမ်မှာထုံးလို့မရတော့တဲ့ LED မီယိုကျွန်တော်တို့ဖင်ပိုင်းကိုယူมาပဲဖြစ်ပါတယ်ပေါ်ပိုင်းကိုကျွန်တော်တို့ဖြုတ်ထုတ်မယ်ပြီးရင်အထဲမှာရှိတဲ့သူ့ရဲ့မီးစံနေနဲ့ကျိုးတွေကိုလည်း ကျွန်တော်တို့ဖြုတ်ထုတ်လိုက်ပါမယ်ဘူလိုအတွင်းကတစားပလာတွေကိုကျွန်တော်တို့ဖြုတ်ထုတ်ပြီးပြီဆိုလို့ရှိရင်အောက်ခြေကိုလည်းကျွန်တော်တို့ဖောက်လိုက်ပါမယ်။ဖောက်ပြီးပြီဆိုလို့ရှိရင်အညီမညာဖြစ်နေတာတွေကိုကကြီးလေးနဲ့ညပေးလိုက်မယ်။ပြီးရင်ကျွန်တော်တို့ခလဲမှာအပေါက်တစ်ပေါက်ဖောက်ပါမယ်။ ဝါယာကြိုးထုတ်ဖို့အတွက်ပဲဖြစ်ပါတယ်ခင်ဗျာ PP ဆိုလို့ရှိရင်အခုလို့ကျွန်တော်တို့စိုက်ကဲကျွတ်တန်လေးတစ်ခုလိုပါမယ်အဲစိုက်ကဲကျွတ်တန်လေးကိုကျွန်တော်တို့ခုနကခုနအေးဘူးဖင်မှာဖောက်ထားတဲ့နေရာမှာကျွန်တော်တို့စုပ်ပေးလိုက်မယ်ပြီးရင်ဒီမှာပါတဲ့ဝါရှာတွေမူလီတွေကိုကျွန်တော်တို့ပြန်ပြီးတော့တက်ပြလိုက်ပါမယ် တပီပီဆိုလို့ရှိရင်ကျွန်တော်တို့ဝါကြိုးတစ်ချောင်းကိုပို့ထည့်ပါမယ်ပေါ်ကနေထိုးထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ခုန LED မီဖင်ပိုင်းမှာဖောက်ထားတဲ့အပေါက်ထဲကိုလည်းထည့်လိုက်ပါမယ်တဘီဘီဆိုလို့ရှိရင်တော့ကျွန်တော်တို့အိုင်နှစ်ခုကိုမီးပူပေးတဲ့ဆီလီကွန်ဂန်လေးနဲ့ကျွန်တော်တို့ပေါ်တုပ်ပြီးကပ်ပါမယ် ကြပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုနကကျွတ်တန်ထိမ်မာထွက်နေတဲ့အစာလေးကိုကျွန်တော်တို့ဝါကြိုးဖော်လိုက်ပါမယ်ခုလိုပေါ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ထိတ်မှဝရင်စော်တဲ့အတန်လုပ်ဖို့အတွက်ဓာတ်ခဲရခလေထဲမှာပါတဲ့တထုချောင်းလေးကိုကျွန်တော်တို့ထုတ်လိုက်ပါမယ် အဲ့တတ်ထုချောင်းလေးကအပူခံပါတယ်ခင်ဗျာတော်တော်လေးကိုပူလို့ထုတ်ပြီးပြီဆိုလို့ရှိရင်ဒီမှာပေးနေတဲ့ခဲတွေကိုတုတ်လိုက်မယ်တုတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ပေါ်ဘက်အကြမ်းလေးနဲ့ထိတ်ကိုခြုံလိုက်ပါမယ်ခင်ဗျာအဲကျွန်တော်တို့ထိတ်ကိုခြုံပြီးပြီဆိုလို့ရှိရင်ခုနက จุดတိုင်းလေးနေရာမှာထဲမှာပါဝါဂျိုးလေးကိုအနေငယ်ဆွဲထိုးလိုက်မယ်ပြီးရင်ပထူချောင်းလေးကိုထဲမယ်ဝါဂျိုးလေးနဲ့ကျွန်တော်တို့ပတ်ပေးလိုက်မယ်ပြီးရင်အောက်မှာထုတ်ထားတဲ့ဝါယာဂျိုးကိုကျွန်တော်တို့ cycle battery မှာညှက်တဲ့ကလစ်လေးညှက်ဖို့အတွက်ကျွန်တော်တို့ဝါဂျိုးလေးဖြုတ်ပြီးတော့ကလစ်လေးတက်ပေးလိုက်ပါမယ်ခင်ဗျာ ခုလိုညှက်ကလေးလေးတက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဝရင်းဆက်အကြီးတွေမှာဆိုလို့ရှိရင်တစ်ဖက်ကတန်ချောင်းမှာညှက်ပြီးတော့တစ်ဖက်ကစောအားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့တန်ချောင်းမှာညှက်ဖို့ကလစ်ကိုလည်းလုပ်ပါမယ်တစ်ဖက်ကိုကျွန်တော်တို့စိုက်ကယ်ဘက်ထရီတွေမှာညှက်လို့ရတဲ့ကလစ်အသေးလေးတက်မယ်ပြီးရင်နောက်တစ်ခုကိုတော့ကျွန်တော်တို့ဘက်ထရီ OG တွေမှာညှက်တဲ့ခေါင်းကိုကျွန်တော်တို့တက်ပေးလိုက်ပါမယ် ခုလို PV ဆိုလို့ရှိရင်တော့ကျွန်တော်တို့ cycle battery မှာအနည်းတစ်ခုအပြာတစ်ခုကျွန်တော်တို့တက်ပေးလိုက်ပါမယ်ပြီးရင်စမ်းကြည့်ပါမယ်ခင်ဗျာခုနငုတ်လေးကိုကျွန်တော်တို့ဒီဘက်ကအတန်လေးနဲ့ထိုးလို့ရှင်အဲကျွန်တော်တို့မီးပွင့်ပါတယ်ခင်ဗျာဒါအပူချိန်နဲ့စော်တာပဲဖြစ်ပါတယ်ခင်ဗျာ ပြီးရင်ကျွန်တော်တို့အခုလို breather လေးနှစ်ခုကိုပူးမယ်ပူးပြီးတော့ကျွန်တော်တို့အောင်မြင်မအောင်မြင်စမ်းသပ်ကြည့်မယ်ကဲကျွန်တော်တို့အခုလို့တိုးကြည့်မယ်ကဲဆော်လို့ရပါတယ်ခင်ဗျာကဲထပ်ဆန်းကြည့်မယ်ငုတ်ကလေးနဲ့ကလေးကလေးနဲ့ကိုအခုလိုမျိုးတွဲပြီးတော့ဆော်လိုက်မယ်ပြင်းရဘလောက်ပြင်းလဲမပြင်းလဲဆိုရင်အောက်ကတက်သားမှာပါ ပေါက်ပါတယ်ခင်ဗျာအပူကကဲမသေးကြသေးဘူးထင်နောက်ထပ်နည်းနည်းမာတဲ့ဓာလေးကိုထပ်ပြီးတော့ပူးမယ်ဟိုလေးတက်မယ်ခုလိုမျိုးလိုက်တိုးပေးလိုက်မယ်ဆိုလို့ရှိရင်အဲအိမ်မှာရှိတဲ့တန်တဲ့အသေးလေးတွေကိုစော်တဲ့ဝရင်းစက်အသေးလေးရပါပြီခင်ဗျာဒါကိုဘာလို့လို့ရသေးလဲဆိုတော့ကျွန်တော်တို့ ခဲဆော်တဲ့ပစ္စည်းလေးအနေနဲ့လည်းအသုံးပြုလို့ရပါတယ်ခင်ဗျာကြည့်ပါခင်ဗျာအခုလိုမျိုးဟိုဖတ်ငုတ်လေးနဲ့အတန်လေးနဲ့ကိုပူလိုက်မယ်ဆိုရင်အရင်ပူပါတယ်ခင်ဗျာအဲဒါကိုကျွန်တော်တို့ခဲဆော်မဲ့ဟာလေးကိုကလေးလေးမှာညှက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခဲဆော်လို့ရည်ပေါ့ခင်ဗျာ ဒါအရင်ပဲလွယ်ကူပြီးတော့လူတိုင်းလည်းလိုက်လုံနိုင်တဲ့နီလန်လေးဖြစ်ပါတယ်ခင်ဗျာကဲမြဲတာမှဆွဲဖြုတ်လို့တောင်မပြုတ်ပါဘူးခင်ဗျာအားလုံးပဲအစဉ်ပြေလွယ်ကူကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ